ရှင်နန်ချောင်းဒီမျိုးကလေးဟာပျော်စရာတွေပေးခဲ့ဝေဒနာတွေပေးခဲ့ဝေးသွားတဲ့အခါကျရင်လဲနာကျင်စရာအလွမ်းတွေကိုပေးခဲ့သူဟာရှင်နန်တွေတုံချပေးခဲ့ လူချမ်းသာတွေဖြစ်အောင်ပံ့ပိုးပေးခဲ့လူတော်လူကောင်းတွေလည်းမွေးထုတ်ပေးခဲ့အရင်ကဆိုမတိချင်းမရှိချင်းများစွာနဲ့ချောင်းကြကြပိတ်လောင်မွန်ချက်ခဲ့ရတဲ့မျိုးလေး ၆တွေ့မှုတွေကိုပဲ သူကိုယ်သူတစားစင်ရာဇဝင်ထဲမှာတော့မျက်နှာမငယ်ခဲ့တဲ့မျိုးလေးဒီမျိုးလေးသာစကားပြောတတ်ရင်ငားရင်ထဲကတယံစာတာတွေကိုလောဘဓာတ်တွေနဲ့တူးလို့ဆွားလို့ဝါခဲ့ချပြီးမဟုတ်လားငါငြိမ်းချမ်းခြင်းပြီးအေးချမ်းခြင်းပြီးစိတ်ပြေလက်ပြောက်တထောင်နာခြင်းပြီးလို့ဆိုရှာမှာပဲမနာနဲ့အောင်ရင်နဲ့ချောင်းရီမနာနဲ့အောင်မင်းကိုစိန်လန်းဝေစာစေဖို့ရင်နဲ့သာဒင်းကားရှိတယ် မင်းလှပရီနဲ့ဂုံတရင်ကိုတည်စေဖို့လွှမ်းဝေအောင်ရဲ့ရှင်နှချောင်းပြူးရှိတယ်။ဒိုဖိုးဒိုဖွာရီကတောင်ကုန်းတိုင်းမှာဖျားတည့်ရင်သာသနာဝေစီသာသနာအမွေတည်စေတာမို့မင်းကိုချက်တဲ့သူတွေကဖိမနေပါပြီ။ရှင်နှချောင်းကြီးနောက်တစ်ချိန်တစ်ခါမှာတာယာဝေစီစိန်လန်းလာပြီးဆိုကမှမင်းကစိတ်ကြီးဝင်ပြီးမခေါ်နိုင်မပြောနိုင်ဖြစ်ခဲ့ရင်လေငါတို့ကခွင့်လွတ်ပါတယ်။ မင်းရဲ့ထံရအတိတ်တွေကိုမင်းမျိုးသားတွေကပဲကိုကျင်းစနိုင်မှာမဟုတ်လားရှင်ကြောင်းသားတွေရေပန်းတွေမခူးနဲ့တစ်ပင်တွေမတူးနဲ့အရန်တွေလည်းမမူးနဲ့အမိုက်တွေမပြည့်နဲ့လူမိုက်ကိုမချစ်နဲ့အတိုက်တွေကိုလည်းမစွန့်ပြည့်နဲ့ငါတို့ဟာမျိုးကြီးသားတွေမို့မျိုးကြီးသားလို့စိတ်မှန်သွင်းယိုယွင်းနေတဲ့နေရာအဆုံကို လူတိုင်းလက်နဲ့ဖားမှရှင်ကြောင်းဟာနာကျင်ချင်းတန်ရာတွေကယုံထလာနိုင်လိမ့်မယ် ဟုတ်ကဲ့ဒီကြပြလေးကိုရေးဆက်ထားတဲ့သူကတော့ကျွန်တော်လွှမ်းဝေအောင်ရှင်နေချောင်းကိုတိုင်ဖြစ်ပြီးတော့အခုလိုရုပ်ဖတ်တင်ဆက်ပြတာကလည်းလွှမ်းဝေအောင်ရှင်နေချောင်းကိုတိုင်ပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ